အမေရိကန်ဆိုရရဲ့ဖြစ်လျှော့မှုတွေကြောင့်နိုင်ငံတကာနဲ့ငွေပေးငွေယူကိစ္စရပ်တွေမှာပိုမိုကောင်းမွန်လာမယ့်အပြင်အမေရိကန်ကုမ္ပဏီကြီးတွေရဲ့ယင်းနှိမ့်နှံမှုလည်းဝင်ရောက်လာဖို့ရှိတယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ American Suaha National Emergency ရမြန်မာနိုင်ငံပေါ်ပိတ်ပင်ထားတဲ့စစ်ပွားရေးနဲ့ဗန်ဒါရေးဆိုင်ရာဖိတ်ဆို့မှုတွေကိုဖယ်ရှားပေးဖို့သဘောတူလိုက်ပြီးဖြစ်ပါတယ်။ American Suaha ရဲ့အခုလိုဖြေလျှော့ပေးမှုဟာမြန်မာနိုင်ငံဖို့နိုင်ငံတကာနဲ့ငွေပေးငွေယူကိစ္စတွေမှာပုံမကောင်းမွန်လာမှာဖြစ်လို့ကုန်သွယ်ရေးအတွက်များစွာအကျိုးရှိစေတဲ့အကြောင်းစစ်ပွားရေးပညာရှင်တို့ကသုံးသပ်ပြောပါတယ်။ဒီနိုင်ငံရဲ့နော်စစ်ပွားရေးနဲ့ပုံပါအောင်ကျွန်တော်ထင်တယ်လေ။ဒီခုနပြောတဲ့ဒီကမ္ဘာတစ်ခုလုံးနဲ့လုပ်နေတဲ့နော်ဒီငွေပေးငွေယူကိစ္စမှာဒေါ်လာ transaction ကအပြီးဖြစ်လာတယ်ကြည့်ရအောင်။ ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ပုံမှန်မှုမှလည်းဒါကျွန်တော်နိုင်ငံမှာသိပြီးတော့ပေါ့နော်။ဟောဒုတိယလူတက်မှုရှိသေးတဲ့ AC စနစ်ကလည်းပြန်ပေါ်လာမှာပေါ့နော်။ဘာဖြစ်ပြောဒါကဒါကောင်းတဲ့အချက်ပါ။နောက်တစ်ခုကတော့ဒါအမေရိကန်ဆက်ရှင်ရှိတဲ့အတွက်တော်တော်များများလုပ်ငန်းတွေပေါ့။ခုမြန်တာအမေရိကန်လုပ်ငန်းရှင်တွေတော်တော်များများဒီလာဖို့ခက်ပါတယ်ပေါ့နော်။ဒါဘာဖြစ်ပြောခုပြင်တော့အရင်တော့ကဒီဒီလိုအစီအစဉ်သက်သက်ပေါ့နော်။အမေရိကန်လုပ်ငန်းတွေလည်းပါပါရှိတယ်။ဒါပေမဲ့ကျွန်တော်ထင်တယ်ဒါမကြလဲပေါ့နော်။သူတို့အများကြီးတာဝန်ယူလို့ရှိပါတယ်။ ဒီပြင်အမေရိကန်သမ္မတဥဘားမဟာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့စက်တင်ဘာလ14ရက်နေ့ကတွေ့ဆုံခဲ့ပြီးအမေရိကန်စစ်ပွဲလုပ်ငန်းရှင်တွေကိုမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့တိုက်တွန်းသွားဖို့ရှိတဲ့အကြောင်းပြောဆိုခဲ့ပါသေးတယ်။ဒါကြောင့်အမေရိကန်စစ်ပွဲလုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာဝင်ရောက်လာဖို့ကကောင်းမွန်တဲ့စစ်ပွဲဝင်ကျင်ကိုဖန်တီးပေးနိုင်ဖို့တော့လိုတဲ့အကြောင်းစစ်ပွဲလေးလာကျွမ်းကျင်တို့တို့ကလည်းထောက်ပြပြောဆိုလိုက်ပါတယ်။အမေရိကန်သမ္မတကပြောတယ်မြန်မာနိုင်ငံကိုအမေရိကန်ကုမ္ပဏီတွေသွားပြီးစစ်ပွဲပတ်လို့ကြပါ။သူပြောလိုက်တဲ့အသေးပေက ဥပဒေအရအေးမြူခွင့်ပြုတယ်ဆိုတဲ့သဘောပဲတော့အတင်းသွားလို့လွတ်လို့မရအောင်ဟိုလူတွေစီးပွားတွတ်တွတ်မှာပဲလာသိမ့်မလားသိမ့်ပေါ့အစီအတွက်တွေ့တဲ့အချိန်မှာကျွန်တော်ခုနပြောသေးကျွန်တော်တို့ဒီကျွန်တော်တို့ဘေးမှာရှိတဲ့နိုင်ငံတွေတဲ့တခုပို့တာပါလဲဆိုတော့ပြနိုင်မှရမှာအဲ့ဒါမပြနိုင်ရင်သူတို့လာမှာမဟုတ်ကျွန်တော်စဉ်းစားမှာကဒီရင်းနှီးမြှုပ်နှံမဲ့လူတွေလာနိုင်အောင်ကျွန်တော်တို့ဘာပို့ကောင်းတာပြနိုင်မလဲဘာပို့ကောင်းတဲ့အခွင့်အရေးပေးနိုင်မလဲအဲ့ဒီပုံမူတည်ပြီးတော့ပဲသူတို့လာလိမ့်မယ် အဲ့လိုမဟုတ်ရင်တော့တမလားကဘလောက်ပဲတိုက်တွန်းတိုက်တွန်း American company ကလာကြမှာမဟုတ်ဒါသာကျွန်တော်တို့ထဲကိုထိစင်လာမယ်ကိစ္စမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ American စီးပွားရေးလုပ်ငန်းစုတွေကလက်ရှိမှာတော့အ ਨੇ ကျင်းတာရှိပါသေးတယ်။ကုန်သွယ်မှုကလည်းစီးပွားရေးအရပိတ်ဆို့မှုစတင်ခဲ့တဲ့2000ခုနှစ်နောက်ပိုင်းကစပြီး American စီးပွားကပျောက်ကွယ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်တင်ပြပို့ထားတာပါ။